ကဘာစရုပ်ပြိုင်ပွဲအားညရေးသူသောစရုပ်ကားနဲ့ဆူရခဲ့တဲ့မြန်မာကြောင်းသားပဲမင်္ဂလာပါရှင်။တခါတလေမှာနိုင်ငံတနင်္ဂနွေရဲ့အနာဂတ်ကိုကြည့်ချင်းသူရဲ့မျိုးဆက်တဲ့လူငယ်တွေရဲ့အိမ်မက်တွေကိုကြည့်ရတယ်လို့ဆိုကြပါရယ်။ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်သိကိုလာပါပြီးအားတက်စရာကောင်းတဲ့အိမ်မက်တွေကိုကိုလက်တွေ့အကောင်ချေဖော်ခဲ့တဲ့လူငယ်လေးတွေအကြောင်းပြပြချင်ပါရယ်။ဒီတမိုင်းဝင်အောင်မြို့မှုကိုဖန်တီးခဲ့သူတွေကတော့ We are Genius မြန်မာဆိုရဲကျမတို့ရဲ့မြန်မာလူငယ်လေးတွေပါပဲ တို့ဟာဖိလစ်ပိုင်နိုင်ငံမှာကျင်းပခဲ့တဲ့ World Ball Olympic WRO ASEAN Pacific Open Championship မှာနိုင်ငံပေါင်း40ကျော်ကထိပ်တန်းအသင်းတွေကိုကြောပြပြီးဂုဏ်သိက္ခာမြင့်မားဆုံးချန်ပီယံဆုခိုးဆုခိုးခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲကတာမန်ပြိုင်ပွဲမဟုတ်ပါဘူး။ကမ္ဘာနီးပညာမှာဦးဆောင်နေတဲ့နိုင်ငံတွေကကလေးတွေဟာအကောင်းဆုံးပတ်ဝန်းကျင်အကောင်းဆုံးပြင်ဆင်မှုတွေနဲ့လပေါင်းများစွာပြင်ဆင်လာကြတဲ့ပွဲပါ။ဒီလိုနေရာမှာကျမတို့ကလေးတွေဘာနဲ့ရှင်ပြိုင်ခဲ့လဲဒီလားရှင်။ သူတို့ကစားစရာရိုးလေးတွေနဲ့သွားပြိုင်တာမဟုတ်ပါဘူးလူသားတွေရဲ့အသက်ကိုကယ်တင်နိုင်မယ်ဒီကဲလက်တွေ့ကြရတဲ့တီထွင်မှုတခုနဲ့ပါသူတို့ရဲ့ project ကအိုင်နီပညာသုံးငလင်ကယ်ဆယ်ရဲ့စက်ရုပ်ကပါ ဒီစိတ်ကူကဘယ်ကရလဲဆိုတော့သူတို့ရဲ့နိုင်ငံအပေါ်ထားတဲ့စေတနာနဲ့အတ္တိတရားကနေရလာတာပါမြန်မာနိုင်ငံဟာငလျင်တန်ကိုအချိန်မရွေးခံရနိုင်နေတကယ်လို့များပြင်းနေရဖြစ်လာခဲ့ရင်အပြစ်ပြက်တွေကြားရကအသက်တချောင်းကိုဘလို့ကဲတင်ကြမလဲဆိုရင်မိကွန်ကျွဲအဖြေကိုသူတို့ကနေပညာနဲ့ရှာဖွေခဲ့ကြတာပါသူတို့ရဲ့စိတ်ယုံလေးကိုအသက်ကဲသူရဲ့ခေါင်းလေးလိုလဲတင်စားမှာပါ ။ဘာလို့လဲဆိုတော့သူ့မှာတာမန်ဆရာတွေမှာမရှိတဲ့အရာသုံးခုကိုထည့်တွင်တိစောက်ထားလိုပါပဲ။တကူအမြင်နိုင်တဲ့မျက်စိပါ။အဲ့ဒါကတော့ object detection နည်းပညာပါ။အပျက်စီးရကြတွေမှာဒါလူလား။ကြောက်ခဲလာဆိုတာကိုအတိအကျခွဲခြားမြင်နိုင်တဲ့မျက်စိတစုံကိုသူ့မှာတက်ဆင်ပေးထားတယ်။နောက်တစ်ခုကတော့စဉ်းစားတတ်တဲ့အုံနောက်ပါ။ Raspberry Pi လို့ကွန်ပျူတာငယ်လေးပေါ်မှာသူတို့ကိုယ်တိုင်လေ့ကျင့်ပေးထားတဲ့ i model ကိုထည့်တွင်ပြီး ကိုပိုင်အဆုံးဖြတ်ချက်တွေချနိုင်အောင်အန်တီရီကိုရှောင်ရှားနိုင်အောင်တင်ပေးထားတဲ့ညံရီသူအုံနောက်တစ်ခုပါနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ကွင်ကြီးကတင်လို့တဲ့နှလုံးသားပါသူရဲ့အဓိကတာဝန်ကပိတ်မိနေတဲ့လူနာတွေကိုအမြဲဆုံးရှာဖွေပြီးကယ်ဆယ်ရေးအဖွဲ့တွေစီအချက်ပြပေါ်ပါပြီဒီအသုံးကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့သူဟာအသက်ကယ်ဆယ်ရုံသူရဲ့ကောင်းတရားဖြစ်လာပါတော့တယ် ဒီလိုလေးနဲ့တဲ့တီထွေမှုကိုကလေးငယ်လေးတွေကကမ္ဘာပညာရှင်ကြီးရှိမှယုံကြည်မှုပြင်းနဲ့ရှင်ပြခဲ့ကြတဲ့သူရဲ့အီမန်ချက်သူရဲ့စူးစမ်းမှုနဲ့သူရဲ့နည်းပညာပိုင်းဆရာကျွမ်းကျင်မှုတွေကြောင့်တိုင်းတွင်အလုံးကအချီးကျူးအတိမတ်ပြုခဲ့ရပါတယ်။ ဒါမြမလူငယ်တွေလုံနိုင်တယ်ဆိုတဲ့တတိတကူပါအကွက်လန်နေပါပြီမဲ့အိမ်မက်ကြီးမရရင်ကျိုးစားအားထုတ်မှုရှိရင်ကမ္ဘာအဆင့်ကိုရောက်နိုင်တယ်ဆိုတဲ့တတိပါပဲဒါမြမနိုင်ငံရဲ့ပညာရေးစနစ်အတွက်နိုးစော်တန်တကူလည်းဖြစ်ပါတယ်ဒီလိုမျိုးအရေးချင်းရှိတဲ့ကလေးတွေမြမပြည်နဲ့မှအများကြီးရှိနေနိုင်ပါတယ်သူတို့ကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်လိုအပ်တဲ့ပံ့ပိုးမှုတွေပေးနိုင်အောင်အားလုံးမှာတာဝန်ရှိပါတယ်နောက်ဆုံးအနေနဲ့ ဒါဟာမျိုးဆက်တဲ့လူငယ်တွေရဲ့အတွက်မျိုးလင့်ချက်ရဲ့မိရှုသဆောင်တစ်ခုပါအားငယ်နေစရာမလိုဘူးငါတို့လည်းဒီနေ့ဒီလိုနေရာမျိုးရောက်နိုင်တယ်ဆိုရဲယုံကြည်ချက်ကိုဒီကလေးတွေကစိုက်ထူပေးခဲ့တာပါ We are genius မြန်မာအဖွဲ့ဝင်လေးတွေကိုရောသူရဲ့နောက်ွယ်ကနေအရေးကြီးချင်းနဲ့ပံ့ပိုးပေးခဲ့ကြရတဲ့ဆရာသမားတွေ မိဘတွေကိုပါဒီနေ့အနေနဲ့လေးစားစွာဥညုကုံပြုလိုက်ပါတယ်။ဒီအောင်မြင်မှုဟာမြန်မာနိုင်ငံရဲ့တမိုင်းမှာအမြဲတမ်းထွန်းလွှင်းနေမဲ့ခြေတဖွင့်ပါပဲ။အခုလိုမြန်မာကုံဆောင်ခဲ့တဲ့လူငယ်တွေအပေါ်မှာမိမိတို့အမြင်ကိုပြောသားကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပြည်သူတွေအတွက်စိတ်ဝင်စားဖွယ်ရာအကြောင်းများကိုတင်ဆက်ပေးဖို့မှာဖြစ်တော့အတတတော်ဗီဒီယိုတင်တိုင်းမလို့တန်အသိရှင်နိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားဖြင့်ကြည့်ရှုမှုတော်လည်းကျေးဇူးအများကြီးတင်ပါတယ်။